အလုံးမင်္ဂလာပါတူချူဘူရာတွေကိုတွားလဲကြည့်ကြပါမယ်တူချူဘူရာကတော့အထူးတလဲမိတ်ဆက်ပေးစရာမလိုလောက်အောင်တော်တော်များများရောက်ဖူးနေကြနေရလေးပါပဲဒီဗီဒီယိုမှာတော့တူချူဘူရာထဲမှာအလုံးသတိမထားမိတဲ့နေရာလေးတွေကိုမိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးတနေရာကတော့တူချူဘူရာထဲမှာဝဉီချုပ်ကအသက်ခံရတဲ့နေရာပါမာရုနိုအူချီထွက်ပေါက်မှာရှိပါတယ် တက်ခံရတဲ့နေရာကဒီနေရာလေးပါဒီလိုအဆက်လေးလုထားတာဆိုတော့တုံတန်ရုံတတိမထားမိပါဘူးနောက်တနေရာကတိုချူဘူတာက ငလင်တန်ခဏရအောင်လုထားတာပါတိုချူဘူတာနဲ့အပြင်ဘက်ကိုဒီလိုလေးခွဲထားပါတယ်တကယ်လို့အပြင်မှာငလင်အား9လောက်ရှိမယ်ဆိုလို့ရှိရင်တိုချူဘူတာထဲမှာတော့3လောက်ပဲရှိမှာပါနောက်တနေရာကလည်းတုံယုံတတိမထာမိပါဘူးတိုချူဘူတာကအရင်ကနှစ်ထပ်ပဲရှိပါတယ် တတိယထက်မြောက်ကိုတော့အတက်ဆောက်ထားတဲ့အတွက်ကြောင့်မလို့အယောင်လေးနည်းနည်းလေး꿰နေပါတယ်ဗီဒီယိုထဲမှာတော့တိတ်ပြီးတော့မှပဲမတိတာပဲမဲ့အပြင်မှာတခြားကြည့်လို့ရှိရင်တော့အယောင်မတူတာကိုတွေ့နိုင်ပါတယ်โอเคဒါကတော့တူချူဘူရာရဲ့အပြင်ဘက်လေးပါဒါကတော့တူချူဘူရာရဲ့အောက်ပေါ့နော်အောက်ကလည်းကျဲရွာပဲတူချူဘူရာဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းယထာပြောင်းစီတာလောက်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒီလိုနေရာလေးတွေတိတ်တိတ်ထားမိမှာမဟုတ်ပါဘူး ဒီနေရာကတော့တိုချိုချူယူပင်ကခုဆိုတဲ့တိုချိုစာရိုက်ကနေမြင်ရတဲ့ရှုခင်းလေးပါတိုချိုဘူရာကိုအပေါ်ကနေမြင်နိုင်တဲ့အတွက်ကြောင့်လို့ဒီနေရာလေးကိုလည်းလာကြည့်ဖို့ပြောချင်ပါတယ်တော့ comment ပေးပါတယ်ဒီနေရာနေပြီးတော့မှပဲတိုချိုဘူရာတစ်ခုလုံးကိုမြင်နေရပါတယ်နောက်ပြီးတော့မှကြည်စံရထားတွေအတွာလာတွေလည်းဒီမှာမြင်တွေ့နိုင်ပါတယ် အဲ့ဒါပြီးတော့မှပဲတိုချိုဘူတာတွေကို ပြန်သွားပါမယ်တိုချိုဘူတာမှာဆိုလို့ရှိရင်0ကီလိုမီတာဆိုတဲ့နေရာလေးတွေအများကြီးရှိပါတယ်တိုချိုဟာဆိုလို့ရှိရင်ယထာလိုင်းနေရဲ့စာမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို0ကီလိုမီတာဆိုတဲ့ဆိုင်းဘုံလေးတွေတင်ကီတာလေးတွေက အဲတော်တော်များများရှိပါတယ်အားလုံးသတိထားမိမှာတော့မဟုတ်ပါဘူးကျွန်တော်လည်းသိသတိနဲ့ထားမိပါဘူးအခုမှပြန်ကြည့်မှ0ဆိုတဲ့တင်္ကေတတွေဒီမှာဆိုရင်လည်း0ကီလိုမီတာဆိုတဲ့အမှတ်သားလေးတွေအများကြီးရှိပါတယ်ကြုံလို့ရှိရင်ဝင်ကြည့်ကြည့်ပါနော်နောက်တစ်နေရာကျတော့လေဂျပန်ဝန်ကြီးချုပ်နောက်တစ်ယောက်အသက်ခံရတဲ့နေရာပါပဲဒီလိုနေရာလေးဆိုတော့တော်တော်လည်းသတိထားမိမှာမဟုတ်ပါဘူး နောက်တစ်နေရာကတော့나ยีတိုင်ခွက်ကဂိင်္ဂနန်းနေရာအလုံးကတုံညာဖြစ်နေတဲ့나ยีလေးပါအဲ나ยีနမှာပဲဒီလိုစားတော့ဆိုင်ထဲမှာဘူရာပုံစံလိုမျိုးစားတော့ဆိုင်လည်းရှိပါတယ်ကျုံလို့ရှိရင်တော့ဝင်စားကြည့်ခဲ့ပါနော်အဲနောက်တစ်ခုကကြတော့ဒီရဲ့ခေါင်းလောင်းလေးတွေပါဒါလေးတော့ရောက်ဖူးမယ်လို့ထင်ပါတယ်ကျွန်တော်လည်းလို့ဖြစ်သွားဖြစ်လာကြည့်ဦးပဲပေါ့နော်နောက်တစ်ခု0 km ဘွိုင်းကိုတွေ့ပါပြီဒါကတော့ကြည်စံရထားမှာရှိတဲ့နေရာလေးပါ သူကြိုးဘူးတာလဲကြည်စံရထားဒီရဲ့စာမတ်လုတ်တဲ့နေရာလေးပါပဲကြည်စံရထားစီရလည်းအရန်သဘောချပါတယ်ဒါပေမဲ့ဈေးကတော့အရန်ကြီးပါတယ်ဒါကြောင့်မို့လို့မာတခါတလေကတော့စီးဖြစ်ပါတယ်โอเคဒီဇိုင်းရထားလေးကြည့်ရတာနဲ့ဟိုပဲဒါခྱི་သွားရတဲ့ feeling လေးတခုပြနိုင်ပါတယ်ဗောနော်ဒါကတော့ဒီဇိုင်းထားတွေကတော့စက်တိုက်ပါပဲတွားလိုက်လာလိုက်နဲ့အများကြီးပါပဲ ေတာဆိုရင်ဒါကကျော်တိုးဟုတ်ခူကကြည်စံရထားပေါ့နော်အဲကြည်စံထားဒီမှာရောက်လာပြီဆိုလို့ရှိရင်သူတို့တန့်ရှင်လို့ပါတယ်အမိုက်တွေပါတွေကိုတိမ်မိတယ်အထဲမှာဝင်ပြီးတော့တန့်ရှင်လို့ပါတယ်နောက်တစ်ခုကကြည်စံရထားနောက်တနေရာပါနော်ဒီလိုလေးဆိုတော့ဒါလည်းသတိထားမျိုးမဟုတ်ဘူးပေါ့နော်ဒီချာတိထာမီမှာမြင်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်။နောက်ဆုံးတနေရာကကျတော့ခေယောလိုင်းက 0 km point မှာဒါလေးကတော့တိုချိုဘူးတဲ့ပုံစံလေးနဲ့ဆိုတော့မှိုက်တယ်เนาะနောက်ဆုံးတနည်းအားတော့ဂျပန်ရဲ့နာမည်ကြီးနေရာတွေမြေပုံတွေရှေးတုန်းက ပုံစံတွေပေါ့เนาะအဲ့ဒါတွေကိုပပူပုံစံနဲ့လုပ်ထားတဲ့နေရာလေးပါပဲ ုတ်ကဲ့ပါဒီဗီဒီယိုမှာတော့တူချိုဘူတာမှာတိတ်တိမထမိရဲ့နေရာလေးကိုမိတ်ဆက်ပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့တူချိုဘူတာလေးကိုရောက်လို့ရှိရင်ဒီလိုနေရာလေးတွေရှိပါလားဆိုပြီးတော့မှပဲတတိထားပြီးတော့ကြည့်ကြည့်ပါနော်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်